လာပါရှင်။နှွေဦးနရတိန် channel ကနေကြိုဆိုလိုက်ပါရယ်။ဒီကနေ့ဖတ်ပြပေးမယ့်ဝတ္ထုလေးကတော့ဆရာချိန်သေးရေးထားတဲ့လေဆံကိုပြန်တက်မှွေးမြစေနိုင်သောဆိုတဲ့ဝတ္ထုတော်လေးပဲဖြစ်ပါရယ်။လေအဆံကိုပြန်တက်မှွေးမြစေနိုင်သော ကျောင်းသားကျောင်းသူဟောင်းများကကျေးဇူးရှင်ဆရာဆရာမဟောင်းများအားပထမအဦးဆုံးအကြိမ်ဖြစ်အာစရိယပူဇော်ပွဲကျင်းပပြုလုပ်မည်ဖြစ်ကြောင်းကြားသိရ၍တရက်တစ်ကြိမ်မှအပြေးလွှာလာရောက်ခဲ့သည်ဆရာမဒေါ်မြင့်မူကိုမမျှော်လင့်မဲမြင်တွေ့လိုက်ရသဖြင့်အာစရိယဆရာများကိုပူဇော်လိုသောစိတ်ဆန္ဒအတော်များများလျှော့ပါသွားလေသည်ဆရာမဒေါ်မြင့်မူနှင့်ပတ်သက်ခဲ့သောအတိတ်အရေးအကျိတ်ခဲ့သည်နှစ်ပေါင်းများစွာကြားမြင့်လေတော်လဲ ရှင်တဲဝဲယနေ့ထက်တိုင်းမမေ့ပြောင်းနိုင်ခဲ့ပြီနေမယူလို့ဘသူယူမှလည်းမောင်းမို့အောင်မီးဝင်းဝင်းတောက်သေးဟုထင်ရလောက်အောင်စူရဲ့တီမျက်လုံးအကြီးကကျွန်တော်တကောလုံးကိုစူပွက်နေသောရင်းနှွေးဘူးလောင်းခံရသလိုလောင်မြိုက်စေသည်ကျွန်တော်ចောင်းတကားပိတ်ပြီးထွက်လာတော့ဆရာဆရာမနားနေကမှဆရာမအိလေးကြမ်းရစ်နေတာတွေ့လို့ဖွင့်တောင်မကြည့်မိပါဘူးတွတွေ့ချင်းလာပေးတာပါတခိုးကဘယ်ခိုးတယ်ပြောမှလဲအိမ်တွင်းတခိုးကိုကြောက်လို့ ရှိစုမဲ့စုလေးအိတ်ထဲထည့်ထားပါတယ်အိမ်ပြန်တခိုးနဲ့လာတွေ့နေပါမကောလားဟာဟုပြောရင်ငိုတော့သည်ကျွန်တော်ကိုတခိုးလို့ဆွဆွဲခြင်းခံရသဖြင့်ရှက်လဲရှက်ဒေါသလဲထွက်မိသည်ကျွန်တော်မခိုးမှုချမ်းမထုတ်ထည့်လဲမပြောနိုင် အထောက်ထားလဲပြကြရမရှိနှက်ဖြန်ကြောင်းတက်တက်ချင်းကျောင်းဦးကြီးရုံငန်းကိုလာခဲ့အဲ့ဒီကြမှာပြဿနာရှဲမယ်သွားတော့ဆရာမထံအယူခံဝင်၍ဘယ်နည်းနဲ့မှရမည်မဟုတ် ရှာမလွယ်နေကြအိမ်မို့ရှာမအိမ်တို့စေတနာထား၍တွားပို့ကမှ ပြတနာမိကြီးကနေရဲကနေဝင်တုံးမိလေသည်။ကျောင်းအောင်ဆရာကြီးဟောင်းဦးလာမင်းမှာအိုမင်းတော်လဲစွန်သေးတန်သေးသည်။ကျောင်းသားဟောင်းများဤအာရှရိယပူဇော်ပွဲကိုတရက်တစ်ချိန်မှတက်ရောက်လာခြင်းဖြစ်သည်။ကျောင်းအောင်ဆရာကြီးကို တွေ့ရတော့အဟောင်းကအသည့်ဖြစ်လာပြီးမျက်ရည်ရွယ်ဝဲလာမိသည်။ဆရာမတော်မြတ်မို့ဤပြတနာသည်စတင်ကားစားမှာပင် လောင်မြိုက်လာသလို့ နောက်တနေ့တွင် တကြောင်လုံးကိုဆက်တောက်လောင်လေသည်မင်းယူထားလဲပြန်ပေးလိုက်ကျောင်းတက်တက်ချင်းရှာကြီးကအခေါ်လွှတ်သည်ဖြင့်ကျောင်းဝကြီးရုံငန်းတဲရောက်ရောက်ချင်းမှာပင်ရင်ဝဆောင်ကန်ခံရသလိုကျောင်းအောင်ရှာကြီးဤဒေါသတကြီးအဟစ်တန်ကိုကြားလိုက်ရသည်ကျွန်တော်မယူပါဘူးရှာကြီးရှာမအိတ်မေ့နေတာတွေ့တွေ့ချင်းကျောင်းတကပိတ်ပြီးလိုက်ပို့ပေးခဲ့တာပါအိတ်ကိုဖွင့်လို့တောင်မကြည့်မိပါဘူးဘာရီပါမန်လည်းမသိခဲ့ပါဘူး ကျွန်တော်ကယုံကျင်ယုံမယုံကျင်နေဟုတ်တိုင်းမှန်ရာဆိုရှင်ပြမိသည်နင်းမယူလို့ဘယ်သူယူမှလဲမောင်မှုအောင်ရဲ့ဆ ्याम ရှိစုံမဲစုလေးတွေသွားလီရအကုန်ယူသွားတာပါမိကြံရတာတော့ဆ ्याम ပေါ့ရော့မှုပါဒါပေမဲ့ကို့ဆ ्याम ပတ်စံကိုမယူကောင်းပါဘူးကျောင်းဆရာကြီးဘေနာကဆ ्याम တော်မြင့်မှုဤမိလောင်ရလေးပင့်တယ်လို့အပြောကြောင်းဘယ်လိုရှင်းပြရမှမသိဖြစ်နေမိသည်နေပါအောင်မောင်မို့အောင် ကျောင်းဆင်းဆင်းချင်းဘာဖြစ်လို့အိမ်မပြန်ရတာလဲဆရာမသားမောင်ဝင်းမြင့်ကအထွေထွေလှူသားမဟုတ်လားသူကအကြောင်းတကားတွေအကုန်ပိတ်ရတာမဟုတ်လားဆရာမအိတ်ကိုမတွေ့ဘူးလေလားကျောင်းဆရာကြီးကဆင်ကျင်တုံတရားရှိရှိတွေးဆ၍ပြောလာသည်ကျွန်တော်ကကျောင်းနဲ့9မိုင်လောက်ဝေးတဲ့လေထဲကနေလာရတာပါလေဆောင်တက်မှလေတဟူတိုက်နေတော့မီးထွန်းလို့လည်းမရစာဖက်လို့လည်းမဖြစ်ပါဘူးဆရာကြီးကျောင်းစာပဲကြက်ကြက်အိမ်စာပဲလှုပ်လှုပ်ကျောင်းမှာပဲပြီးစီအောင်ကြက်ရလှုပ်ရတာပါ ကြောင်းအနာပေးချိန်မှလည်းမနာပဲစားချက်ရပါတယ်။ကြောင်းဆင်းလို့အချိန်ရသေးတော့မပြန်သေးပဲစားချက်နေမိတာပါ။ကြောင်းဆင်းရင်တော့ကြောင်းကန်းထဲမှာနေခွင့်မရှိဘူး။ကြောင်းကန်းနဲ့ခွင့်မတောင်းမဲ့ဘာကိစ္စနေရတာလဲ။ဆရာကြီးကကြောင်းစီကန်းကိုစီကန်းအတိုင်းတိတိကျကျသတ်မှတ်ပြီးစီကန်းအတိုင်းမလိုက်နာသူကိုလည်းမညာမတာအရေးယူလိမ့်ရှိသည်။ဆရာဦးစိုးမြကိုတော့တစ်ခါလားနှစ်ခါလားခွင့်တောင်းပူတာတော့ရှိပါတယ်။နေ့တိုင်းတော့မဟုတ်ပါဘူး။တင်ချာမပေးသေးလို့ဆက်တွက်ချင်သေးတာနဲ့ခွင့်တောင်းပူတာပါ။ ထိုစဉ်ဆ ्याम မဤသာတူတူလောက်သားကိုဝင်းမြင့်ဝင်လာသည် မောင်ဝင်းမြင့်မင်းကကောဘာဖြစ်လို့ចောင်းချင်းတော့ចောင်းတကာမပိတ်ရတာလဲပိတ်ပါတယ်ဆရာကြီးဟောဒီကမောင်မိုးအောင်ကចောင်းတကာတွေပိတ်ခဲ့ရတယ်လို့ပြောပါလားမိုးအောင်တို့ဆယ်တန်းတခန်းနဲ့မပိတ်ခဲ့ရတာပါသူစာကျက်နေလို့ចောင်းတကာပိတ်ခဲ့ဖို့မှပြီးမှပြန်သွားတာပါဆ ्याम ဆ ्याम နားနေကန်းကောပိတ်ခဲ့ရလားပိတ်ခဲ့ပါတယ်ဆရာကြီးမောင်မိုးအောင်ပြောတော့နားနေကန်းတကာကပွင့်နေတယ်ဆို ဟုတ်ကဲ့ပါဆရာကြီး ဆရာရှမနားနေကန်တကားကပွင့်နေတာပါအဲ့ဒါကြောင့်စပွဲပေါ်မှာဆရာမမေ့ကြံနေခဲ့တဲ့အိတ်ကိုတွေ့တာပါနားနေကန်ကတော့ခတ်ပိတ်ရတာမဟုတ်လားဟုတ်ကဲ့ပါဆရာကြီးတော့တယ်မပါပဲခတ်လို့ရတဲ့တော့ပါ ကျွန်တော်တကားကိုတိတိကျကျပိတ်ပြီးတော့ပါခတ်ခဲ့ပါတယ် ဆ ्याम မအိတ်ကဆ ्याम ဆ ्याम မများနားနေကံမှာမိကြံခဲ့တယ်။ဆ ्याम မကြီးသားမောင်မင်းကပိတ်ခဲ့တယ်လို့ပြောတယ်။ဘသူစကားယုံရမှာလဲ။ဆ ्याम မကကောကိုသားကိုမေးပြီးဗလား။ဆ ्याम ကြီးကတမတမကြကြကြားချ၍ပြောသည်။မေးပြီးပါပြီ။တေသေးချာချာတော့ခတ်ပြီးပိတ်ခဲ့တယ်လို့ပြောပါတယ်။တကားမိတ်တော့ခံထားရင် မောင်မုံအောင်ကဆ ्याम မအိတ်ကိုဘလို့လို့တွေ့နိုင်ပါမလဲ။မောင်ဝင်းမြင်တော့ခတ်ခဲ့တာသိကြရဲ့လား။ကျွန်တော်ပိတ်ခဲ့ပါတယ်။တော့ကိုလည်းခတ်ခဲ့ပါတယ်။ ါပေမဲ့တော့ကတန်ကြီးတက်နေလို့အပြေလွာခက်ခဲရတာမို့ကြသလားမကြသလားတတိမထမိခဲ့ပါဘူး။နီးပါအောင်ဘာကိစ္စအပြေလွာခက်ခဲရတာလဲ။တငယ်ချင်းတွေနဲ့ချိန်ထားလို့ပါဆရာကြီး။ဆရာကြီးကကျမသားကိုမယုံကြည်လို့မေးနေတာလား။မောင်မိုးအောင်အိတ်ယူလာတာလက်စုပ်လက်ကင်မိနေရဲ့နဲ့ကျမသားကိုမေးလာမြန်လာလို့ဖို့လို့သေးလို့လား။လာဆန်းရဲ့မှာရှိစုမဲစုငွေ9000အကုန်လုံးပါသွားတော့တားမိနေအောင်တက်လာလုံးဘိုက်မောင်းနေဖို့ပဲရှိတော့တယ်။ဖယားဖယား ငွေ9000ဆိုပါလားရွှေနှစ်ကြက်သားလောက်တန်းသည့်ပတ်စံတွေပျောက်သွားတာတည်းလားဆရာမက ကျွန်တော်အားတန်တန်ဆွဲရိုးစွလာသည်ဆရာဆရာမများနားနေကန်တကာပွင့်နေတာကလည်းအမှန်ဆရာမအိတ်မိကြံတာမြင်၍အိတ်ကိုယူပြီးတကားပိတ်တော့ခတ်ခဲ့တာလည်းအမှန်ဖြစ်နေပါလျက်ကျွန်တော်စကားကိုဘယ်သူကကောအကျင့်မဲ့ယုံကြည်ပါမည်နည်းစင်စင်ရဲရဲចောင်းသားမျက်နှာမွေးကို မရှိခိုးလို့ရိုးစွဖို့ကလွယ်ကူလွန်လာသည် ြတနာရဲ့လို့ပေါ်ပေါက်လာတော့လေပတ်သက်ရာပတ်သက်ကြောင်းမေးမြန်းစုံစမ်းရတာပါဆရာမတာကိုမယုံလို့မေးနေရတာမဟုတ်ပါဘူးမောင်မိုးအောင်နားနေကန်တော့တွားယူစမ်းကျွန်တော်ဆရာဆရာမများနားနေကန်ရှိရာတို့အပြေလွာတွားနေစဉ်ကျောင်းသူကျောင်းသားအများစုက အခန်းဝမှာ ပြုတ်တပြုတ်တကြီးနေကြသည်တီတိုတီတိုလည်းပြောနေကြသည်ဟဲ့ကောင်မိုးအောင်လာစမ်းဆရာဆရာမများနားနေကန်ရောက်တော့ဆရာဦးစုံမြကလှမ်းခေါ်၍ဆရာရှိမောက်ရောက်ရုံရှိသည် ဖြောင်းကနေနေရင်အုပ်ခံလိုက်ရသည်။ကြောင်ဆင်းချိန်မှာငါ့ကိုခွန့်တောင်းပြီးကြောင်ကန်နဲ့စာကျက်နေတယ်လို့ဆရာကြီးကဘာကိစ္စပြောရတာလဲ။မင်းဘယ်တော့ကခွန့်တောင်းဘူးလို့လဲ။ဆရာကြီးမေး၍ကျွန်တော်ဆရာဦးဆိုးမြအားတစ်ခါလားနှစ်ခါလားခွန့်တောင်းဘူးသည်ဆိုသောစကားကိုဘယ်သူတွေကဘယ်လိုပြောလိုက်သည်မသိဆရာဦးဆိုးမြတော်တော်ဒေါ်ပွားနေသည်။တင်ချာပု္ပ္ပာအတွက်မားလင်လက်တံပြောင်းနေကြဖြစ်တော်လဲ။ဒီတစ်ချိန်ကျွန်တော်ကိုနှိတ်ကွက်လိုက်သည်မှာလက်ဆပြင်းလွန်လာသည် ခေါင်းဆိုင်ခနဲ့ငိုက်ကြပြီးလဲတော်မလို့ပြို့တော့မရောရိုင်းရွက်သွားသည်ကိုယူရင်ယူတယ်ပေါ့မယူရင်မယူဘူးပေါ့ရှင်းရှင်းလင်းလင်းဖွင့်ပြောဟိုလူတွေဒီလူတွေမစီမဆိုင်မင်းပြဿနာတယ်ဆွဲမထင်းနဲ့တော်ယုံနဲ့မျက်ရည်မကြဘူးတော့ကျွန်တော်ဒီမျက်ရည်တွေတွေစီးကြအောင်ကြေကွဲမိသွားသည်ကျွန်တော်မယူတာကိုမယူတဲ့အကြောင်းပြောပါရစေဟာမယုံတဲ့လူကိုဘယ်လိုရှင်းရှင်း ပြောလို့မောတာပဲအဖက်တင်တာပါပဲငိုတန်တဝဲရှိုက်တန်တပိုင်းဖြင့်ပြောကအခန်းပြင်သို့ပြေးထွက်လာမိသည်တကြောင်းလုံးကလည်းကျွန်တော်ကိုထွက်ကြည့်နေကြသည်ကျွန်တော်ဘောဂိယနာတက်သူရှိကောင်းရှိနိုင်တော်လဲကျွန်တော်ကိုတခိုးတယောက်အဖြစ်ဆက်ဆုပ်ယုံရှာစွာကြည့်နေသူကများမည်ထင်ပါသည်မြေနှိမ့်ရာလှန်ဆိုင်ကြပါလေတော့ကဘယ်မှာတန်ကြီးတက်နေလို့လဲဖွင့်လို့ပိတ်လို့အဆင်ပြေနေတာပဲနားနေကန်တော့ကိုရှာကြီးကဖွင့်လိုက်ပိတ်လိုက်လုံရင်ပြောသည် ကျမသားကနမောနမဲ့တော်နိုင်နေ။နောက်ဆိုအဲ့ဒီလိုကပြစ်ကညက်ပြီးဆိုလည်းမလုပ်ရဘူးသား။သူများအပြစ်ကိုပြစ်ဖြစ်လာတတ်တယ်။ခုပဲကြည့်ပါလား။လက်ဆုပ်လက်ကမ်းမိပါရဲ့နဲ့ကိုပဲလှဲ့လာတာ။မင်းအတော့မကြလို့။ဆရာမကတားကိုပြောတယ်လို့လို့နဲ့ဆရာကြီးကိုရန်ထောင်သည်။လေးပါအောင်ဆရာမမောင်မိုးအောင်လက်ထဲလက်ဆုပ်လက်ကမ်းမိနေတယ်လို့ပြောရအောင်။ဆရာမပစံ9000ကိုမောင်မိုးအောင်လက်ထဲမှာတွေ့ရလို့လား။ဆရာမအိတ်ကိုတွေ့လို့ရိုးရိုးသားသားလာပေးတာကိုမဖြစ်နိုင်ဘူးလား။ ခိုးချင်ရင်ဆ ्याम မအိတ်ကိုလာပြီးမှတောင်းမဟုတ်ဘူးဆာကြီးကတခုတ်တရုတ်ကန်စကားပြောနေတာကို ကိုင်းတော်ပြီဒီတိုင်းဆိုဘလို့မှဆုံးဖြတ်လို့ရမှာမဟုတ်တော့ဘူးတကြောင်လုံးလဲဆူးလို့ညမ်းလို့ဝက်ဝက်ကွဲနေပြီကြောင်းနဲ့တောင်းမတူတော့ဘူးဆ ्याम မသွားတော့ဆာကြီးတခုခုကိုတော့ပြက်ပြက်တတဆုံးဖြတ်ပေးပါကျမပိုက်ဆံပြန်ရအောင်ကုညီပေးပါဒီမှာဆ ्याम မပြက်တနာကိုလွယ်လွယ်ရှင်းမယ်ဆိုရှင်းလို့ရတယ်ခမရသားကိုအလုတ်ဖြုတ်မောင်မိုးအောင်ကိုကြောင်းထုတ်လိုက်ရင်လွယ်ကလေးပါ မယောက်စလုံးမှာအပြစ်ရှိနေကြတာပဲသွားတော့သွားတော့ဆရာမကို့အတန်းကိုဝင်မမို့အောင်မင်းဖေကိုသွားခေါ်ကျွန်တော်ရှားကြီးရုံကန်ကစိတ်ပြဲလက်ပြဲထွက်လာခဲ့သည်တောင်ဝင်းထဲမှာထွက်လာသည့်အထိတကြောင်းလုံးက ကျွန်တော်ကိုဝိုင်းအောင်ကြည့်ရှုနေသည်ဟုထင်မိသည် ကိုမခိုးတာမှန်ပါလျက်ကို့လက်ပြာကိုလုံတော်လဲကို့နောက်ကျော်ကိုမလုံတယ်လို့ခံစားမိသည်အသက်ငယ်ငယ်အရွယ်ကနုနုခံစားရသည့်လောကရန်က အသက်ရွယ်နှင့်မမြအောင်ကြီးမားပြင်းထန်လာပါလား အခုလိုအချိန်တန်အရွယ်ရောက်လူလားမြောက်လို့လူတလုံးသူတလုံးဖြစ်နေတဲ့တပည့်လေးတွေကိုမြင်တွေ့ရတော့လဲပန်းပေါင်းစုံဝေဝေဆာဆာဖူးပွင့်တာကိုမြင်ရတဲ့ဥယျံမှုလိုပဲပြုစုရာကျိုးနဲ့လေရဲ့လို့ဂျင်းနုမစုံဖြစ်နေမိပါတယ်အငိမ့်စားကြောင့်ဆရာကြီးဥလာမင်းဤဩဝါဒစကားကအာရှိယာပူဇော်ပွဲလာကျောင်းသားကျောင်းသူအပေါင်းတို့၏ရင်ကိုတိမ့်ကျုံယူငင်တယ်လို့ဆွဲဆောင်နိုင်ပါသည်။ကျောင်းဦးဆရာကြီးနှင့်ဆက်လင်း၍ငယ်ဘဝကိုပြန်တွေ့ရင် ယခုလက်ငင်းဖြစ်ပျက်ခဲ့တယ်လို့ပူပူနွေးနွေးခံစားလာမိသည်ကျွန်တော်ဒီចောင်းកាဆရာဆရာမနဲ့ចောင်းသူចောင်းသားတို့ကိုလက်တလောရင်မဆိုင်ရဲ့တဖြင့်ဖေဖေတယောက်ထဲကိုသာចောင်းတို့လွှတ်လိုက်သည်ចောင်းထုတ်ခံရမှာတေချာနေပြီမို့လေယာလုပ်ငန်းခွင်မှာပဲဘဝကိုမြုံနှံရတော့မည်ကျွန်တော်ငငယ်ကအမီးကွဲလွန်သွားတဲ့ဖြင့်အဖေအတော့သမားလုံလုံဖြစ်သွားသည်တကယ်တော့အဖေအတော့သမားလုံလုံဖြစ်မှအမေဆုံးတာလားအမေဆုံးမှအဖေအတော့သမားလုံလုံဖြစ်တာလားကျွန်တော်မသိပါဘူး ကျွန်တော်အတော်လေးအရွယ်ရလာမှအဖေကသူ့အမားသူပြန်လာခြင်းဖြစ်သည်တို့ရရင်အလုတ်ရဲလို့မဲမဲရရလောက်ကန်ခြင်းမရှိပဲပီပီတီတီနေခဲ့သည့်အချို့ကဆက်လို့မကုန်အောင်တင်နေသောအချွေကိုမြို့စင်ချေဖုံးကအင်ငယ်လေးအားထိုးဆက်ဖေဖေမိတ်ဆွေလေကြီးရှင်ဤလေထဲတွင်ဝင်ရောက်မိကိုခြင်းဖြင့်အဆုံးတတ်သွားသည်ထိုးစဉ်ကကျွန်တော်သည်မူလာရန်ကိုလွန်မြောက်စအရွယ်သာရှိသေးသည် ငားမိုင်ဝဲတော်မျိုးကကြောင့်တို့နေ့စဉ်ခြေချင်းလျှောက်ရခြင်းသည် ထိုချိန်မှအစာပြုခဲ့ခြင်းဖြစ်သည်လက်ကြီးရှင်ဤတဲ့တွင်တစ်နှစ်တာလဲတဲဆောင်အဖြစ်နေထိုင်ရင်းလဲခွင်းပြင်အစက်ကတော့ကိုခုတ်ထွင်၍လဲသည့်တဲခဲ့သည်ရေချောင်းပည့်ရတွင်ဖေဖေကိုကုညီတော့ခုံရင်လက်ခွက်ကလေးတစ်ခွက်စာနှစ်ခွက်စာဖောက်ထုတ်ရမှာလမ်းမြေတအေကနှစ်အေကမြချက်ထွင်လာနိုင်သည်ဖေဖေတငယ်ချင်းလက်ကြီးရှင်ကကောက်ရှာပါသည် အိုမင်းစာပြုတ်နေသောနွားတရှင်ကိုပေးခဲ့၍သာလေကိုမဖြစ်မမြောက်လောက်ကိုင်းနိုင်လာသည်။ဘာပဲပြောပြောဒီလဲနေကကကျွန်တော်တို့သားပါနှစ်ယောက်ဤစားဝတ်နေရေးကိုအထိုက်အလျောက်ဖြည့်ရှင်းပေးနိုင်သည်။လဲဆောင်တဲ့ခြေတန်းရှိလေးကိုလည်းဆောက်လို့နေထိုင်လာနိုင်သည်။တို့ရရင်ရွှေနှစ်ကြက်သားကန်တန်ဖိုးရှိသည်ဆရာမဤငွေငါးတောင်းသည်ကျွန်တော်တို့သားဖအတွက်ဖြည့်ရှင်း၍မရနိုင်သောအေယာမငွေကြေးပင်ဖြစ်တော်သည်။အဖေကိုအကျိုးချောင်းပြောပြတော့ငါသားရဲ့အကျင့်စာရိုက်တာကို တစ်မျိုးလုံးကတိနေကြတာပဲဟာအဖေเจ้าအောင်ဆရာကြီးနဲ့တွေ့တွေ့ပြီးရှင်းပြပါမယ်ဟူ၍ပြောသွားတော့လဲစိတ်မအေးနိုင်ပါ ဆာမေးပွဲကြီးနေ့ကမှကြောင်းထွက်ရမည်ကိုမလိုလားစွာတွေးမိသည်ကျွန်တော်တို့သားဖာဘဝတိုးတက်ရေးအတွက်တကုတ်တခဲပညာသင်ကြားခဲ့ရာပန်းဝင်ကန်းလေးမှခြေခေါက်လဲတယ်လို့အသေးနာလာသည်အဖေအားဆာမကကက်ကက်လန့်အောင်ရန်တွေးခဲ့မည်လို့ဆရာကြီးကငွေ၅သောင်းကိုမညမတာတောင်းလေမည်လို့ကျမရဲ့တိတ်မကောင်းလာတော့အဖေကို တပူပေါ်နှစ်ပူဆင်၍ပူပင်လဲရေလိုင်းပေါင်းပင်ဝေစီမည်လား အဖေအိမ်ပြန်လန်းကိုမျှော်မှန်းရသည်ကပင်အပန်းကြီးလာပါပြီ။လာမောင်မိုးအောင်ဆရာမတွေ့ကျင်နေဆိုလို့အာရှရိယပူဇော်ဝဲအပြီးမှာခေါ်ခိုင်းလိုက်ရတာ။မတွေ့ကျင်တော့ဆရာမနဲ့ဆရာကြီးရုံးခန်းတွင်ပြန်လဲမျက်နှချင်းဆိုင်ရပြန်လေပြီ။လုံးခဲ့သည့်ဆနစ်ကျော်ကကက်ကက်လန်အောင်ရန်ထောင်ဒေါ်ပေါ်တတ်သောဆ ्याम သည်အေးစိတ်တည်ငြိမ်၍တိမ်မွေ့တည်ကြည်နေပါဘကောလား ဆယ်စုနှစ်ကာလတခုကဆ ्याम အားမြည်တို့တင် जा ပြုပြင်ပေးလိုက်သည်မသိမောင်မိုးအောင်ဆရန်အောင်မိကလေးကမတွေ့ရတော့တာအခုဘာလုပ်နေလဲကျွန်တော်ရှမ်းပြည်နယ်မှာအထက်တန်းပြဆရာအဖြစ်တာဝန်ထမ်းဆောင်နေတာနှစ်နှစ်ရှိပါပြီအထက်တန်းပြဆရာဖြစ်နေပြီလားဒါနဲ့ဆယ်တန်းအောင်တော့ပညာရေးတက္ကသိုလ်ဆက်တက်ခဲ့တာလားဆယ်တန်းအောင်အောင်ကျွန်တော်ပညာရေးတက္ကသိုလ်မတက်ခဲ့ရပါဘူးအချိန်တိုးတိုးနဲ့အလုပ်ရအောင်ဆရာတက်တဲ့ကောလိပ်ပဲတက်ခဲ့တာပါ ျွန်တော်ဆရာတက်တဲ့ကောလိပ်ကဆင့်လာတော့ဖိဖိဆုံးသွားတယ်။ဒါနဲ့လေယာချောင်းမြောင်းကိုရောင်းချပြီးအမတ်လဲမီတဲ့ပညာရေးတက္ကသိုလ်ကိုဆက်တက်ခဲ့တာပါ။ဘီအီဒီဘွဲ့ရပြီးအလဲတန်းမြဆရာတစ်နှစ်လုပ်သေးတယ်။ဘွဲ့လွန်ဆက်တက်ခွင့်ရတာနဲ့ MD တက်ပြီးအထက်တန်းပြဆရာဖြစ်ရှမ်းပြည်နယ်မှာခန့်အပ်ခြင်းခံရတာပါ။တော်လိုက်တာငါတပည့်ခုလိုဖြစ်လာတာကိုဆရာကြီးဝမ်းသာမဆုံးဘူးကဲဆရာမပြောစရာရှိတာပြောဆရာကြီးလည်းမိယာကနဲ့ပြန်မှုရှိသေးတယ် ဆရာကြီးကဝမ်းသာလိုက်လဲစွာပြောဆိုရင်းဆရာမပြောလို့ရပြောစီရန်လမ်းဖွင့်ပေးသည်ဆရာမမှာအသက်ထည်အရွယ်ကပို၍အိုမင်းတရားထင်မိသည်ဘဲကစပြီးဘယ်လိုပြောရမှန်းတော့မသိတော့ပါဘူးကွယ်ဆရာမကအိမ်တော်ရင်ကံမကောင်းဘူးမိုးရေရန်ကားတဲ့ယောက်ျားကိုမှယူခဲ့မိရဲ့သားဖြစ်သွားတာကိုယောက်ျားဖြစ်သူကွယ်လွန်သွားတော့လဲတူရဲတော်သားကမိုးမုံအောင်ဆိုးလိုက်တာလင်ဆုံးမရဘောအပြင် ားစုမအေဘွားကိုဆက်ခံရတာဆံမရဲ့နှစ်ဘဝခံကံကြမ္မာအကျိုးပေးပဲဆိုပါတော့ဆရာကြီးကဆံမအခက်ခဲကိုနားလည်ပြီးတားကိုအထွေထွေလှုပ်သားခန့်ထားပေးတယ်။မောင်မိုးအောင်နဲ့ဖြစ်ခဲ့တဲ့ကိစ္စမှလည်းဆံမကတားသမီးကိုယုံစုံလုံးကန့်နေတော့မောင်မိုးအောင်ကိုပဲတစ်ဖက်သားဆွဲချက်တင်ခဲ့မိတာပါ။ဆံမက စကားရှိကြီးပြောလိုက်ရ၍လားဘဝအမောနဲ့တောကဝေဒနာကြောင့်လားတော့မသိဘူး။ ပြောလက်စာစကားကို ရန်နာပြေကျွန်တော်ကိုငေးငေးလေးကြည့်နေသည်မောင်မိုးအောင်ပညာရေးတက္ကသိုလ်တက်နေချိန်လောက်မှာပဲဖြစ်မယ်ตาကအတော့များပြေသွေးအံလို့ဆုံးကန်နေမှာဆံမရဲ့ငွေ9000ကိုသူယူပြီးဖဲရိုက်လို့ရှုံးနေအကြောင်းပြောပြသွားတယ်ဆံမတော်တော်ကိုယူကျုံးမရဖြစ်မိတယ်အဲ့ဒီတုန်းကဆံမလက်ထက်မှာငွေ9000ကမရှိသေးတော့မောင်မိုးအောင်ကိုပြန်မပေးနိုင်သေးဘူးပင်စင်ယူတော့မှာပဲ ငွေ9000ကိုတတ်တတ်ဖယ်ထားခဲ့တာဒီငွေ9000ကိုမောင်မှုအောင်လက်ခံပေးပါကျွန်တော်အံ့ဩသွားသည်အဖေဒီထိုချိန်ကငွေ9000ဆိုဝေးစွာငွေ9ချပ်ပင်အိတ်ထဲပါမသွားပါဖေဖေចောင်းက ပြန်လာတော့လဲထွေထွေထူးထူးမပြောနှစ်ဖြန်ចောင်းပြန်တက်ဖို့ဆရာကြီးကမှားလိုက်တယ်ဟူ၍သာပြောသည်ဖေဖေကိုဘာမှထွေထွေထူးထူးမမေးပါဘူးအလောက်ကန်ចောင်းမေးလို့အမှန်တိုင်ပြောခဲ့တာပဲဟူ၍သာဆိုသည် နောက်တနေ့အကြောင်းကိုရောက်တော့လဲဆရာကြီးကရုံငန်းကို ခေါ်တွေ့ခြင်းဆရာမကလည်းခေါ်မေးခြင်းတစုံတရာမရှိခဲ့ပြီယခုမှငွေ9000ပြဒနာကဘယ်ပုံဘယ်နည်းပေါ်ပေါက်လာတယ်မသိအဖေကလည်းကွယ်လွန်သွားပြီမို့ဆရာမကိုအဖေပေးမပေးဘယ်လိုနည်းနဲ့မှမသိနိုင်တော့ဘူးကျွန်တော်လက်မခံမရခြင်းနဲ့ဆရာမပြီးခဲ့တာတွေလည်းပြီးခဲ့ပါပြီကျွန်တော်အတွက်လည်းမလိုအပ်တော့ပါဘူးဆရာမကိုငဲ့ညာပါမောင်မို့အောင်ရှေးဘဝကပြုတ်ခဲ့ဖို့တဲ့မကောင်းမှုအကုသို့ဟာ ယခုဘဝလာပြီးအကျိုးပေးတယ်။ရှေးကမကောင်းလို့ယခုဘဝမှာမကောင်းရတာပါ။ပြုသူအသည့်ဖြစ်သူအောင်ဆိုတာလဲမောင်မိုးအောင်ကြားဖို့မှာပဲ။ဆရာမတန်တရားကျွေးအတင်မလို့တော့ပါဘူးကွယ်။ဒီကအပြန်တရားစခန်းစိတ်ရှင်းလက်ရှင်းဝင်ခြင်းလို့ဒီငွေ9000ကိုလက်ခံပေးစေချင်ပါတယ်။ဆရာမဆန္ဒကိုမလွန်ဆန်နိုင်လို့သာလက်ခံလိုက်ရသည်။ထုံငွေ9000ဒီအဖေပေးခဲ့တဲ့ငွေမဟုတ်မှန်းသိနေပါသည်။ ဆရာကြီးကိုကားကိတ်ကျွန်တော်လိုက်ပို့ပါမယ်ကျွန်တော်မှဆိုင်ခဲ့ပါပါတယ်အอสတြေးလျပူဇော်ပွဲစီစဉ်သူများကကားကိတ်ကိုလိုက်ပို့ရန်ကားစီစဉ်ပြီးဖြစ်တော်လဲမြစ်တာရက်ခံ၍ဆရာကြီးအားကျွန်တော်လိုက်ပို့ဖြစ်ပါသည်ဒီငွေ9000ကိစ္စဆရာကြီးသိနိုင်မယ်လို့ထင်ပါတယ်ကျွန်တော်အဖေပြီးခဲ့တယ်ဆိုတာလုံးဝမဖြစ်နိုင်ပါဘူးဟိုတုန်းကလည်းဒီငွေ9000ကိုမခိုးခဲ့ပါဘူးခုလည်းဒီငွေ9000ကိုကျွန်တော်မယူပြစေနဲ့ဆရာကြီးကိုပဲပြီးခဲ့ပြစေ ဆရာကြီးထံမှစကားတန်တိတ်ဆိတ်နေသည်ဆိုင်ကယ်လေးတိုးသဖြင့်မကြများမကြားလီရော်သလားဆရာကြီးလက်ခံပါ ကျွန်တော်လဲတန်တရာကျွေးတန်တရာကျွေးကိုကြောက်ပါတယ်မောင်မို့အောင်ရဲ့ဆရာဥဆုမြကိုမှတ်မိသေးလားနှထင်းနေရင်တွင်ပူထူသွားသလားထင်လိုက်မိသည်ဆရာဥဆုမြလက်တန်ပြောင်မုံကအစမှတ်မိနေပါသေးသည် ဟုတ်ကဲ့မှတ်မိပါတယ်အရှိယပူဇော်ဘက်ကိုဆရာလာတာတော့မတွေးမိဘူးဟုတ်တယ် သူနေမကောင်းဘူးလို့တရင်ကြားတယ်။မောင်မိုးအောင်တို့ရှမ်းပြည်နယ်မှာအငိမ့်စားယူပြီးနေထိုင်နေလို့သိရတယ်။မောင်မိုးအောင်ကမြောက်ပိုင်းရှမ်းပြည်နယ်မှာတာဝန်ကြတော့ဆရာဦးစိုးမြစီတွေ့တွေ့ဖို့လွယ်ကူပါလိမ့်မယ်။ဆရာဦးစိုးမြကိုလည်းတွေ့တွေ့ပါမယ်။လိပ်စာတည်ရင်လမ်းညွှန်ပေးပါ။ပြီးတော့ဒီငွေ9000ကိစ္စလည်းဆရာကြီးရှင်းပေးခဲ့ပါဦး။ဆရာဦးစိုးမြကို ပေးခဲ့ဖို့ကွယ်။သူ့အတွက်စေဘွားကလိုအပ်ကောင်းလိုအပ်ပါလိမ့်မယ်။ကျေးဇူးပါပဲဆရာကြီး။ ကျွန်တော်ပေါ်စိတ်ကောင်းစေတနာကောင်းနဲ့ကျောင်းနေခွင့်ပေးတဲ့ဆရာကြီးကိုကျွန်တော်အမြဲရှိကိုကြောလျက်ပါ။တာဒုတာဒုတာဒုဆရာကြီးအပြင်ဆရာဦးစိုးများတို့ဆရာမဒေါ်မြမိုးတို့အပါဝင် အနန္တအနန္တဂန်းဝင်ဆရာများကိုလည်းရှိကိုကြောပါ။တန်တရာရှိရင်လည်းကြေပါစေ။အာဂါတရှိရင်လည်းပြေပါစေကွယ်။မမိုးအောင်လည်းဆရာဖြစ်နေပြီဆိုတော့ဆရာကျင့်ဝတ်နဲ့အညီထိမ့်သိမ့်ဆောင်ရှောင်းရင် ကိုကိုတင်ကြားပေးခဲ့တဲ့ဆရာသမားများရဲ့အမမှန်ကိုဝေဖန်စိစေပြီးအမကိုသင်ခန်းစာယူအမှန်ကိုစာနမူနာထားလို့တင်ကြားပို့ချပေးပါဆရာကောင်းဆရာမြတ်ဖြစ်ပါစေကွယ်ဆရာကြီးဤကောင်းမြတ်တော်လက်ညုံမှုသည်ရိုးရိုးလေးနှင့်ပြည့်စုံနေပါပြီဆရာဦးစိုးမြတ်မှဟုတ်ပါလေစားဟု၍အံ့ဩယူရလောက်အောင်ကြာသွားသည် ထောင်ပေါင်းတန်ဆွမ်းသောရှာဥစုမြသည်ပိန်ချောက်ညွန်းနှံသောအတွင်ဖြင့်မမြင်ရအောင်ရှိနေသည်အိယာထက်မှပင်ထူထူရှိမှထားနိုင်သည်တွဲသူရှိမှရှောင်နိုင်သည် ကျွန်တော်ကိုတော့မြင်မြင်ချင်းမှတ်မိနေသည်မောင်မိုးအောင်ပါလားဟိုတလော့လေးကမင်းတို့မျိုးမှာအစရိယပူဇော်ပဲကျင်းပါတယ်မဟုတ်လားဆရာလာခြင်းလိုက်တာယူနေတာပဲမင်းမြင်တဲ့အတိုင်းပဲခုတော့ဘယ်မှမတော်နိုင်မလာနိုင်တော့ပါဘူးကွယ် ဆရာကိုအဝေးရောက်ကြတော့မယ်ဆရာဆင်းထဲမှာပါလို့ကျောင်းသားဟောင်းများရဲ့ကိုစားကျွန်တော်လာရောက်တာပါကျောင်းသားဟောင်းများရဲ့ကိုစားကြတော့ပြရစီတားတော်တမီကန်ရှိဟန်မတူဆရာဇနီးကထူပေးသဖြင့်အိယာထက်မှာကြကြနာနာထိုင်သည်စုရိတတိကြီးပေးနေသည်ကျွန်တော်ကကြတော့ပစ္စည်းကိုလည်းရိုရိုတေးတေးပေးအပ်နေမိသည်ကျွန်တော်ရှမ်းပြည်နယ်မှာထက်တန်းပြဆရာဖြစ်တာဝန်ကျနေပါတယ်ဆရာအေးကောင်းတာပေါ့ကွာတင်ချာတင်ရရင် မတိတာရှင့်လဲလာမေးကွဟိုတုန်းကလုံးနေရင်မရိုက်နိုင်တော့ပါဘူးပြောရင်ရည်သည်ပြီးတော့ကျွန်တော်ကိုစိမ့်စိမ့်ကြည့်သည်ဆရာမတော်မြမုံနှင့်ဖြစ်ပျက်ခဲ့သည့်ကိစ္စကိုဆရာအမတ်ရတော်လီသလားမသိဆရာကြီးကို လာနိုင်သေးလားလာပါရင်ဆရာဆရာကြီးပဲဆရာများကိုစားဩဝါဒစကားပြောပါတယ်အလွန်ကြင်ညိုထိုက်ပါတယ်ဒါနဲ့ဆရာဆရာမတော်မြမုံကကျွန်တော်ကိုစားဆရာပေးလိုက်တဲ့ငွေ900ကိုပြန်ပေးတယ်ဆရာ သူ့သားမသေးခင်ပြော့ပြမှသူ့သားဖဲရိုက်ရှုံတာသိရကြ။တန်တရာကျွေးတန်တရာကျွေးအပေါမခံနိုင်လို့လက်ခံမဲ့အကြောင်းပြောပါရယ်။ဟောရာကကျွန်တော်ကြောင်းထုတ်မခံရအောင်ဆရာကကျွန်တော်ကိုစားရော်ပေးလိုက်ရတဲ့ငွေငါးတောင်းပါဆရာ။ဆရာဦးဆုံးမြကကျွန်တော်ကိုစူးစူးကြည့်သည်။ဘယ်လိုကွာမင်းကြောင်းထုတ်မခံရအောင်ငွေငါးတောင်းငါကပေးတယ်။ဘာသူပြောတာလဲ။ဆရာကြီးရှင်မှာဆရာမတော်များမူကကျွန်တော်ကိုပေးတာပါကျွန်တော်က ကျွန်တော်အဖေပေးတဲ့ငွေမဟုတ်လို့လက်မခံချင်ဘူးဆရာကြီးကိုလက်ခံဖို့ပြောတော့ဆရာဦးစိုးမြကိုပေးလိုက်ပါလို့ပြောတယ်ကျွန်တော်ကိုစားဆရာငွေ9000ဆရာမတော်များမကိုပေးခဲ့တာမဟုတ်လားဆရာသည်ဝမ်းနေလေသလားဝမ်းတာလေသလားခွဲခြားမရသည့်မျက်နှာဖြင့်ကြည့်နေသည်အော်ဆရာကြီးဆရာကြီးတပည့်ကိုတားလို့ချစ်ခင်ပြီးလုပ်ဖို့ခိုင်းမဲ့အပေါ်ညီရင်းကိုလိုတန်ရုံးစင်ရှိတုံးပါလားဆရာကြီးကိုကတော့လိုက်ပါတယ် ဆရာကြီးကိုယူမှန်း၍လက်အုပ်ချေကြောလိုက်သည်တကယ်တော့ဒီငွေ9000ဟာမင်းကိုစားငါပေးတဲ့ငွေမဟုတ်ရပါဘူးကွာငါမှလည်းအဲ့ဒီလိုပိုက်ဆံမရှိပါဘူးတခုတော့ရှိတယ်ဆရာမတော်မြမကမင်းကိုအေးမယူလို့မကျေနပ်နိုင်ဘူးဆိုရင်ဆရာကြီးခဏစိုက်ပေးထားပါကျွန်တော်လာစားတဲ့ကလာစဉ်ဖြတ်ပါလို့နှုတ်အဖျင်ပြောပူတာလေးရှိတာပါကွာတကယ်လဲလာစားတဲ့ကမဖြတ်ဘူးပါဘူး ဆရာကြီးကဆရာကတော်ရဲ့လက်ကောက်တရံရောင်းပြီးပေးလိုက်တယ်လို့နောက်မှသိရတာပါကျွန်တော်ရင်ထဲနှင်ကနေခန်းစားသွားရသည် ကျွန်တော်ဆရာကြီးကိုတန်လီဘူးသည့်ကျေးဇူးရှိလျက်အဆက်ခက်နေပါဘကောလားကျွန်တော်ကိုနရင်ရိုက်ဖို့သည့်ဆရာဦးစိုးမြသည် ကျွန်တော်အပေါ်စေတနာထား၍ထို့သို့ပြောဆိုလိမ့်မည်ဟုထင်မထားခဲ့ပါ။ဟေးမောင်မိုးအောင်ဒီငွေ900ငါလက်ခံလို့ဖြစ်ပါမလား။ တော်ကြာတန်တရာကျွေးတန်တရာကျွေးတွေ တင်နေပါအောင်မယ်မတင်ပါဘူးဆရာရဲ့ဆရာမမကျင်နိုင်ရင်လာစားတဲ့ကဖြတ်ဖို့ပြောတဲ့စကားတကွန်ဟာငါးတော့မကတန်ပါတယ်ဆရာကြီးရဲ့ကျေးဇူးတရားကတော့ဘာနဲ့မှ နိုင်လို့မရပါဘူးဒီဘဝမှာပိဆက်ခွဲမကြုံရင်လည်းရှိပါစေနောင်ဘဝမှာတန်တရာကျွေးရံပရာဝေးပြီးပိဆက်ခွင်ကြုံပါရစေလို့အမြဲဆုတောင်းနေပါတယ် ရှမ်းကုန်းပြင်မြင့်တောင်စင်တောင်တန်းကိုဖြတ်တန်းလာတော့လေပြင်းညင်သည်ပန်းမျိုးစုံတို့၏ရနတ်ကိုတဲဆောင်ပြန့်တင်းစေသည် ထို့ထက်မှမူလေကိုဆန်၍ပြန့်တက်လာတော့ဆရာများ၏ဂုံရနတ်သည်ပုံမူပြန့်တင်းမွေးမြလေသည်ထင်မိ၏ချိန်သေးပေးဘူးလွာမဂဇင်း January လ2010ပြည့်နှစ်နားစင်အပိကကြတဲ့သူ အားလုံးကို ຫນွေອູ້ຫນໍລະເຕັງວັນໄດ້ຕາອ່າລົງກາຈີຊູອະຍາຍຕິມມາໄດ້ຊິ